အားလုံးပဲမင်္ဂလာပါရှင်။ KK Channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်ငွေမရဲ့မိခင်မြတ်တာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားချင်ပါတယ်။ဇာတ်လမ်းလေးနားမစီခင်မှာတော့ Channel လေးကို Like and Subscribe လေးနဲ့တွားပေးဖို့တောင်းဆိုပါရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။တခါတော့ကတောင်းအုပ်ကြီးတစ်ခုရဲမှာတော့ ်တပင်ကြီးတပင်ရဲ့အောက်မှာယတိကြီးတပါးဟာသူ့ရဲ့တရားဓမ္မကိုအာယုံဆိုင်ပြီးကျင့်ကြံနေခဲ့တယ်။အဲဒီတပင်ကြီးရဲ့အကိုင်းခက်တွေပေါ်မှာတော့အိစာတရားစွမ်းရည်နဲ့ပြည့်စုံတဲ့မွေးတကောင်ဟာသူ့ရဲ့သားလေးနဲ့တူထားနေခဲ့ပါတယ်။သားလေးသားလေးအောက်ပြုံးမကြအောင်တတိထားနော်။ယတိကြီးဟာသူ့ရဲ့တရားအာယုံဆိုင်နေရ။ဒါပေမဲ့ရုပ်တရက်ဆိုတယ်လို့ပဲမွေးလေးကဟန်ချက်ပြက်ပြီးတပင်မော်ကနေပြုတ်ကျသွားပါတော့တယ်။ သူ့အရတိကြီးရဲ့ရှေ့တဲ့ကိုကြာသွားပြီးရတိကြီးရဲ့ရှေးမဲအုပ်ကိုမှောက်သွားစေခဲ့ပါတယ်။ရတိကြီးဟာသူ့ရဲ့ကျင့်ကြံအားထုတ်မှုတွေအနောက်ရှေ့ဖြစ်သွားတဲ့အတွက်အမျက်ဒေါသတွေနဲ့အတူမွေလေးကိုကြိလိုက်တယ်။ဒီမိုက်မဲတဲ့မွေတွေမင်းမဒီလောက်တောင်တတ်တည်ရှိနေလား။ငါနှစ်ပေါင်းများစွာကျင့်ကြံလာတဲ့တရားဓမ္မတွေကိုမင်းကတဲတဲ့ရေသွုံလောက်ပြစ်လိုက်တာပဲ။ငါနှစ်ပေါင်းများစွာစူးစမ်းအားထုတ်ခဲ့သမျှကိုမင်းကခဏလေးတွင်မှဖျက်ဆီးပြစ်လိုက်တယ်။ တွားစင်ငါမင်းကိုချိန်စာတိုက်လိုက်မယ်ဒီနေ့နေမဝင်ခင်မှာမင်းတေးရလိမ့်မယ်အဲ့ဒီချိန်မှာပဲတပင်ဘဝမွေးဟာယတိကြီးရဲ့စကားတွေကိုကြားလိုက်ရတဲ့ခါမှာတော့အလွန်တရာထိတ်လန့်သွားပြီးချက်ချင်းမင်းအောက်ကိုဆင်းလာကယတိကြီးကိုတောင်းမယ်မှာတော့တယ်ခဏရပ်ပါအောင်အရှင်ဘုရားကျွန်တော်မျိုးမရဲ့သားလေးဟာခလေးပဲရှိပါသေးတယ်သူကတပင်ဘဝမှာဆော့ကစားနေနေမတော်တဆဖြစ်သွားတာပါ တမင်တကာလောက်တာမဟုတ်ပါဘူးဖေ။အရှင်ဖေရေအမေတယောက်စီကနေသူ့ရဲ့ရှင်သွေးလေးကိုမခွဲပါနဲ့နော်။သူ့ကိုခွင့်လွှတ်ပေးပါဖေ။သူ့ရဲ့အဖြစ်ကခွင့်လွှတ်ဖို့မထိုက်တန်ဘူးဆိုရင် ကျွန်တော်မျိုးမဝယ်အရင်ဆုံးတတ်လိုက်ပါတော့။ငါပေးပြီးသားချိန်စာတော့ပြန်ရုပ်သိမ်းလို့မရတော့ဘူး။ဒါပေမဲ့အမေတယောက်ကိုသူ့သားနဲ့ခွဲခွာအောင်ထီတော့ငါမလုပ်ရပါဘူး။နားထောင်ပါမွေ။လေးလက်တစ်ခုတော့ရှိရဲ့။အရှင်ဖက်အရာမှာခုတလုံးရှိရဲ့။ အဲ့ဒီနေရာကိုသွားပြီးနမောတတဆိုတဲ့မန်တန်ကို73တိတိတိရွတ်ဖတ်ပို့ဆိုရမယ်။ပြီးရင်ဒီနေရာကိုပြန်လာပြီးတော့မင်းရဲ့သားကိုဒီမန်တန်ကို3ကပြန်ရွတ်ပြရမယ်။အဲ့ဒီကမှမင်းရဲ့သားစိန်စာကနေလွတ်မြောက်လိမ့်မယ်။ဒါပေမဲ့အရှင်ဘုရားအရှင်ကဒီနေ့ပဲတေးရမယ်လို့စိန်စာတိုက်ထားတာလေ။ကျွန်တော်မျိုးမဒါဘယ်လိုလုပ်ရမှာလဲ။မစိုးရိမ်ပါနဲ့။ငါရဲ့တကူနဲ့သူ့နောက်ထပ်3ရက်အသက်ဆက်ရှင်ခွင့်ပေးလိုက်မယ်။ဒါပေမဲ့တခုတော့တရေထားရမယ်။ ဒီ၃ရက်တွင်မှာသူဟာတစုံတစ်ယောက်ကို အစိမ့်နဲ့ပေါက်လိုက်လို့အဲ့ဒီလိုတေးသွားခဲ့တော့ငါလည်းဘာမှမတတ်နိုင်တော့ဘူးအဲ့ဒီလိုနဲ့မွေဟာသူ့ရဲ့သားလေးကိုပွေးချပြီးအနားမှာရှိရဲ့တွင်တွင်လေးကိုခေါ်သွားပါတော့တယ်တားလီ၃ရက်ပဲလေနော်အမေပြန်မလာမချင်းဒီတွင်လေးကနေ လုံးဝပြန်မထွက်ရအောင်နော်ဟုတ်ကဲ့ပါအမေအမေပြောတဲ့အတိုင်းတားနေပါမယ်ဒါပေမဲ့မမြန်တော့ပြန်လာခဲ့နော် အဲ့လိုနဲ့မွေဟာသူ့ရဲ့သားလေးကိုတယောက်ထဲထားခဲ့ပြီးမန်တန်ရုတ်ဖက်ပူဇော်ဖို့ထွက်ခွာသွားပါတော့တယ်။အဲ့ဒီမြို့မှာပဲမတ်သူစားလို့ခေါ်တဲ့မုတ်ဆိုးမတယောက်ဟာသူ့ရဲ့ငါးနှစ်အရွယ်သားလေးမောင်ကျော်စွာနဲ့အတူနေထိုင်ခဲ့တယ်။သူမဟာတခြားသူတွေရဲ့အိမ်မှာအိမ်အကူအလုပ်ကိုလုပ်ပြီး သားလေးကိုကျွေးမွေးစောင့်ရှောက်နေရသူ။အမေသားတဲ့ငယ်ချင်းတွေကတောင်းအပြင်မှာလာဆုပ်ဖို့ခေါ်နေရဲ့။တောက်သွားလို့ရမလား။ ဟဲ့အင်ဟဲ့အင်တာရဲ့အပြင်ထွက်ဆိုတာမကောင်းပါဘူးမတော်တဆထိကြိုက်တင်ရရသွားရင်ဘယ်လိုလုပ်မလဲတာဆော့ချင်အိမ်ထဲမှာပဲဆော့နော်အမေရဲ့တာခလေးမဟုတ်တော့ပါဘူးဗျအသက်ကြီးနေပါပြီတာအမေကိုရောကုတ်ကုတ်ကိုရောကာဝေးနိုင်ပါတယ်နော်ချင်းစရာကောင်းနေမေမေသဘောကောင်းနေမေမေတာကိုတောင်းဆိုခွင့်ပြုပါနော်လက်သူစားကတော့တာပြည့်သူရဲ့ချွေးနှွေးတဲ့စကားကိုကြားပြီးအမောပြေပြုံးလိုက်ရင်ပြောလိုက်တယ် ကဲကဲကဲတော်ပြီအပွေလာပြောမင်းညသွားဒိုင်းမိတ်ခြေကန်တွေအနောက်တော့လုံးဝမသွားရအောင်နော်ပြီးတော့အိမ်စိုးစောပြန်လာရမယ်ဟုတ်ကဲ့ပါအမေအဲ့လိုနဲ့အမေစီဟာခွင်ပြုချက်ရသွားတဲ့မောင်ကျော်စာလေးဟာအိမ်မီကိုထွက်ပြီးတငယ်ချင်းတွေနဲ့အတူကစားခွဲမှာဘလုံးကစားနေခဲ့တယ်။ဟိတ်ကောင်ကျော်စွာမင်းကလေဘာလို့အဲ့လောက်တောင်ပြည့်ရတာလဲ။ခုတော့ဘလုံးကတွင်နေကြသွားပြီ။သွားမင်းမဲသွားပြန်ကောက်။အဲ့ဒီတွင်နေမှာမွေးရှိနေဘယ်လိုလုပ်မလဲ။ ငါတော့ကြောက်တယ်။မင်းရလေကွာ။ငါတို့နေတိုင်းအဲ့ထဲကိုလက်နိုင်နေကြပဲ။ဘာမှဖြစ်ပါဘူးကွာ။မင်းသာဘောလုံးပြတ်မယူပေးရင်တော့ငါပတ်စံပြန်ပေးရမယ်။ငါမှပတ်စံပေးရရှိမှလေ။တော်ပြီတော်ပြီငါသွားယူလိုက်မယ်။မင်းဒီကနေစောင့်ကြည့်နေ။အဲ့ဒီချိန်မှာပဲမောင်ကျော်စွာဟာတွင်းထဲကိုလက်နှာလိုက်တယ်။ဟာ။ဘာကြီးလဲမသိဘူး။ပြောစီပြောစီနဲ့။ဟဲ့ကောင်။မင်းဆက်ထုတ်လိုက်စမ်းပါ။ဘာကြီးလဲကြည့်ရအောင်လို့။အဲ့ဒီလိုနေမောင်ကျော်စွာက တွင်းထဲကအရာကိုဆွဲထုတ်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲတွင်းထဲမှာပုံနေတဲ့မွေလေးကသူ့ကိုလှမ်းပေါက်လိုက်ပါတော့တယ်။မွေလေးရဲ့အစိတ်သွားပြီးစိုက်ဝင်သွားတာနဲ့တပြိုင်နက်မောင်ကျော်စွာလေးဟာနာကျင်စွာနဲ့အောင်းရင်လိုက်တော့တယ်။အမေကဲပါအောင်ကျွန်တော်တခုကြိုက်သွားပြီ။အဲ့ဒီလိုနဲ့မောင်ကျော်စွာဟာနေရာမှာတင်လဲကျသွားပြီးဗစက်ကနေအမြုပ်နေထွက်လာပါတော့တယ်။သူတဲ့ငယ်ချင်းဟာဒီမြေတွင်ကြောင့်အတော်ထိတ်လန့်သွားခဲ့တယ်။ ကျော်စွာရေကျော်စွာပြန်မဖြစ်သွားရလဲမျိုးလုံးဖွင့်လေးကျော်စွာငါငါမင်းမေအခုတောခေါ်လိုက်မယ်စိတ်ပူနေတော့ငါအခုပြန်လာခဲ့မယ်အဲ့ဒီချိန်မှာပဲတငယ်ချင်းဖြစ်သူဟာမတ်သူစာရဲ့အိမ်ကိုအပြေးသွားခဲ့အင်အန်ဒီအန်ဒီကျွန်တော်နဲ့အမြင်လိုက်ခဲ့ပါဗျာအန်ဒီသားကျော်စွာအခုဘာဖြစ်တာလဲမသိဘူးသူ့ပစက်ကလည်းအမြုပ်နေထွက်နေရဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့မတ်သူစာဟာထိတဲ့နေကြနေပြန်မေးလိုက်တယ်ဘာ အမျိုးရင်ထွက်နေရဲ့ဟုတ်လားလာလာမြင်သွားကြရအောင်အမလီမလီဖီးယဖီးယငါသားလေးဘာဖြစ်ပါစေနဲ့အဲ့ညုံနေမဲ့သူစားဟာအပြေလွာလိုက်သွားပြီးသူ့သားလေးလဲကြနေရဲ့နေရာကို ရောက်တဲ့အခါမှာတော့သူ့သားလေးဟာအသက်မရှိတော့ဘူးဆိုတာကိုမြင်လိုက်ရတယ်။မဲ့သူစားဟာသူ့သားရဲ့အလောင်းကိုပွေဖက်ပြီးရေခွဲမတဲရှာတီးတဲ့ငယ်ငိုကြွေးနေပါတော့တယ်။ဖီးယဖီးယဒါဘာတွေဖြစ်ကုန်တာလဲငါသားရဲ့ အမေမင်းကိုအပြစ်မထွက်ဖို့တားခဲ့တာပဲမင်းဟာအမေစကားနားမထောင်ခဲ့ဘူးအခုမင်းမရှိရင်အမေဘလို့ဆက်ပြီးအသက်ရှင်ရတော့မှာလဲတားလီအမေခေါနီယာကြားရဲ့လားစကားလေးဖြစ်ဖြစ် အမေကိုပြောပါအောင်တားရဲ့တာဘာဖြစ်စီရအောင်နော် အမေရှိရဲ့အမေရှိရဲ့လေတားရဲ့ဒီလိုနဲ့ခဏကြာမှာတော့ရွာသားတွေကသူတို့ဘေးပတ်လေမှာဝိုင်းအောင်လာကြတယ်အဲ့ဒီအချိန်မှာပဲမော်စရာတယောက်ဟာအိမ်ညာကို ရောက်လာခဲ့တယ် ဟင်ဒီနေရာမှာဘာလို့လူတွေအုံနေရလဲဘာဖြစ်နေရလဲမသိဘူးငါသွားကြည့်မှဖြစ်မယ်ခဏဖဲကြပါအောင်ကျွန်တော်ကြည့်ပြရစီဘာဖြစ်တာလဲညီမဆရာရဲ့ကြည့်ပါအောင်ကျမသားလေးကိုမွေကြိုက်သွားလို့ပါကျမယောက်ျားလည်းဆုံးသွားပါပြီကျမသားလေးရပါကျမကိုထားသွားခဲ့ပြန်ပြီကျမသားလေးကိုအသက်ပြန်ရှင်အောင်လို့လှုပ်ပြီးလို့ရလားဆရာကားမီလေအားလုံးပဲဒီကလေးနဲ့ဝဝေးမှနေကြပါဗျာ အဲ့ဒီနောက်မော်စေးရဟာပလွေကိုစတင်မှုတ်ပါတော့တယ်။ပလွေတန်ကိုကြားတော့ဝေလေးဟာတွင်ထဲကနေထွက်လာခဲ့တယ်။ပြီးတော့မောင်ကျော်စရဲ့ခန္ဓာကိုယ်ရဲ့ကအစိတ်အလုံးကိုပြန်ဆုပ်ယူလိုက်တယ်။မကြခင်မှာပဲမောင်ကျော်စဟာမျက်လုံးပြန်ဝင်လာခဲ့တယ်။မသူစာသူ့တောက်ပေးဖက်ပြီးဝမ်းသာပျော်ရွှင်စွာနဲ့ငိုကြေးနေပါတော့တယ်။ဝေလေးကတော့သူ့ကိုယ်တိုင်ဆုပ်ယူလိုက်တဲ့အစိတ်ကြောင့်အဲ့ဒီနေရာမှာတင်သေးဆုံးသွားခဲ့တယ်။ဒီမှာညီမ ကျွန်တော်စကားနားထောင်ပါဒီနေ့တော့ညီမရဲ့တားလီဟာအသက်ဘီကလွတ်သွားပြီဒါပေမဲ့ဒီနေ့ကစပြီဒီတော်လေးကိုဘယ်တော့မှပြန်မလာနဲ့တော့သူ့အမေမွေသားဒါကိုမြင်သွားရင်မင်းတို့တက်လိမ့်မယ်ဒီနေရာကိုဘယ်တော့မှမလာပါနဲ့တော့အဲ့လိုနဲ့ရွာသားတွေအလုံးတက်ခွာသွားကြပြီမတူစားလေးသူ့သားလေးကိုခေါ်ပြီးတော့အိမ်ပြန်လာခဲ့တယ်ဒီလိုနဲ့အုံးရဲ့တီတီကြာသွားတဲ့အခါမှာတော့ မွေရသူ့ရဲ့ကျင့်စဉ်တွေပြီးဆုံးလို့ကိုရဲကနေပြန်လေထွက်ခွာလာခဲ့တယ်။ငါသားလေးတော့ငါ့ကိုစောင့်နေမှာပဲ။အခုတော့ငါတို့သားမင်းနှစ်ယောက်ဘသူမှခွင့်နိုင်မှာမဟုတ်ဘူး။အဲ့လိုနဲ့သူမပြန်ရောက်လာတဲ့အခါမှာတော့သူ့သားလေးရဲ့တည်ဆုံနေရဲ့အဖြစ်ကိုမြင်လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲမွေဟာကြေကွဲဝမ်းနည်းစွာနဲ့ပြောလိုက်တယ်။သားလေးသားလေးမင်းဘာဖြစ်သွားလဲ။မျက်လုံးခွင့်မအောင် မင်းမဆက်ကသွေးရည်ကဘလို့ပြစ်တာလဲသွေးရည်တော့မပြစ်သေးပါလားယတိတီဟာသုံးရက်တည်းမှာမင်းဘာမှမဖြစ်ဘူးလို့ပြောခဲ့တယ်လေမစိုးရိမ်နဲ့တော့တာလီမင်းအမေမင်းကိုဘာမှအဖြစ်မခံနိုင်ဘူးအဲ့လိုနဲ့မွေးဟာဒေါသတကြီးနဲ့ယတိတီရဲ့ចောင်းတင်ခန်းစီကိုပြန်သွားခဲ့တော့တယ်သူမဒေါသတကြီးနဲ့ယတိတီကိုပြောလိုက်တယ်ဟဲ့လူလင်ယတိအပြင်ထွက်ခဲ့စမ်းအဲ့လိုနဲ့ယတိကြီးဟာတဲပြင်ကို ထွက်လာခဲ့တယ် ဘာဖြစ်တာလဲဘာလို့လာအောင်နေရတာလဲဟဲ့လူလိန်ဟန်ဆောင်ကောင်းတဲ့ကောင်မင်းပြောတော့ငါ့တာဘာဖြစ်ဘူးဆိုဒါဆိုသူကဘယ်လိုလုပ်ပြီးတေးသွားရတာလဲမင်းငါ့ကိုလိန်နေပေါ့အခုငါမင်းကိုအရှင်မထားတော့ဘူးခဏနေရောငါပြောခဲ့တယ်လေမင်းသားတစုံတယောက်ကိုပုံလိုက်လို့အဲ့လိုတေးသွားရင်ငါလည်းဘာမှမတတ်နိုင်တော့ဘူးလို့ဒါပေမဲ့မင်းရဲ့သားကလေးတယောက်ကိုကတ်လိုက်တယ်လေမော်ဆရာတယောက်က မင်းသားရဲ့အသက်ကိုအဲ့ဒီကောင်လေးတဲ့ကိုထည့်ပေးလိုက်တယ်။သွားအဲ့ဒီကိုသွားမင်းရဲ့အဆန်ကိုအဲ့ဒီမှာသွားပြငါစီမှာလာမပြနဲ့ငါဘသူ့မှာခွင့်မလို့ဘူးအားလုံးတက်ပြင်မယ်။အဲ့ဒီလိုနဲ့မွေးဟာဒေါသတဲ့ဇင်းနဲ့မတူစားတို့ရဲ့အိမ်စီကိုသွားခဲ့တယ်။အဲ့ဒီချိန်မှာတော့မော်စီယာကလည်းမတူစားတို့အိမ်ကို ရောက်နေခဲ့တယ်။မင်းရဲ့သားဘမလည်းသူ့ကိုခေါ်လိုက်စမ်း။ဘာဖြစ်လို့လဲဆရာ?ကျမတို့ကအမတကူလုံးမိလို့လား။ င်းတို့လောက်တာမဟုတ်ဘူးငါပဲလောက်ခဲ့တာငါမင်းရဲ့သားလေးကိုအသက်သွင်းပေးခဲ့တဲ့မွေလေးဟာတမန်မွေလေးမဟုတ်ဘူး तू ကမွေမရဲ့သားပဲသူ့စီမှာမွေပရယ်များရှိရဲ့အခုမင်းရဲ့သားကိုငါပြန်တက်ပြီးသူ့ရဲ့သားကိုပြန်အသက်သွင်းပေးမလို့ငါရောက်လာခဲ့တာပဲအသက်သွင်းပေးပြီးရနေအဲ့ဒီမွေရဲ့ပရယ်များကိုငါယူမှာမဟုတ်လို့ပဲကဲမင်းရဲ့သားဘမလေးသူ့ကိုခေါ်လိုက်စမ်းအဲ့ဒီလိုနဲ့မတ်သူစာဟာဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ ထိမ့်လန့်သွားပြီးပြန်ပြောလိုက်တယ်။ဆရာဆရာဘာပြောနေရလဲ။ဆရာကိုယ်တိုင်ပဲသူ့ကိုအသက်ပြန်ဆောင်လုပ်ပေးခဲ့တာလေ။အခုဆရာကိုယ်တိုင်ကပဲသူ့ကိုပြန်သက်ဖို့ရောက်လာရသလား။ငါမွေပဲအများရောက်ဖို့တွေ့နှစ်ပေါင်းများစွာတရားကျင့်ခဲ့ရတာ။အဲ့ဒီအတွက်ဆိုရင်ငါဘသူ့ကိုမဆိုတက်ရတယ်။အဲ့လိုနဲ့မော်ဆရာကမုံကျော်စွာကိုတက်ဖို့ကြံလိုက်တဲ့အချိန်မှာပဲဘတ်သူစားကကြားရဲကနေ ဝင်ကာလိုက်ပါတော့တယ် မော်ဇရာရဲ့တိုက်ခိုက်မှုကြောင့်မက်သူဇာဟာနေရာမှာတင်းသေဆုံးသွားခဲ့တယ်။မောင်ကျော်ဇာဟာသူ့အမိရဲ့ရုပ်လောင်းကိုပွေဖယ်ပြီးငိုယူအော်ဟဲလိုက်တော့တယ်။ကဲကြပါအောင်ဗျာ။ကဲကြပါအောင်။ဒီမော်ဇရာလူယုံမာကြီးဟာကျွန်တော်မျိုးတတ်လိုက်ပြီ။ကဲကြပါအောင်ဗျာ။အဲ့ဒီချိန်မှာပဲမော်ဇရာဟာကြောက်လန့်ပြီးအဲ့ဒီနေရာကနေထွက်ပြေးသွားပါတော့တယ်။မကြခင်မှာပဲရွာသားတွေနဲ့အတူငွေပါရောက်လာခဲ့တယ်။ဦးလေဦးလေကျွန်တော်မျိုးကဲပါအောင်ဗျာ။ ကြည့်ပါအောင်သွေးတွေအများကြီးထွက်နေရဲ့။တားလေမင်းမယားဒီလောကမှာမရှိတော့ဘူးကွယ်။မဟုတ်ဘူးဦးလေး။ဦးလေးလင်းနေတာ။ကျွန်တော်မဘာမှဖြစ်ဘူး။အမေမျိုးလုံးဝင်ပါအမေ။အမေပြောတော့ကျွန်တော်ဘာမှထားမသွားဘူးဆို။အမေတကယ်လို့သွားရမယ်မင်းသိရင်ကျွန်တော်ဘာလို့ကဲခဲ့သေးတယ်။အဲ့ဒီအချိန်မှာပဲမွေရတေဆုံးနေရဲ့။မတူစားကိုကြည့်ရင်စိတ်ထဲကနေဝမ်းသာအာရနဲ့ပြောလိုက်တယ်။အော် သူ့အမေတေးသွားပြီကိုကောင်းတာပေါ့ငါအတွက်အလုပ်တော့ပဲတက်တာသွားတာပေါ့မောင်ကျော်စွာငိုနေရုံနဲ့ဘာမှမထူးတော့ဘူးတေးတဲ့သူလည်းတေးသွားပြီပဲမင်းအမေရဲ့နောက်ဆုံးခေတ်ကိုပြင်ဆင်ဖို့အချိန်တန်ပြီမလောက်ပါနဲ့ဦးလီကျွန်တော်အမေကိုမယူသွားကြပါနဲ့ဗျာ तू မတေးသေးပါဘူး तू အသက်ရှင်နေသေးတယ်အဲ့လိုနဲ့ရွာသားတွေဟာသူ့စကားကိုနားမထောင်ပဲ မတ်တူစာရဲ့ရုပ်လောင်းကိုတုတ်တန်ကိုတင်ဆောင်သွားခဲ့ကြ၏။မောင်ကျော်စွာလေးကတော့ငိုယူပြီးတော့သူ့နောက်ကနေလိုက်ပါသွားခဲ့တယ်။အမေရဲ့ရုပ်လောင်းကိုတုတ်တန်ပို့ပြီးရဲ့နောက်မှာတော့မောင်ကျော်စွာလေးတယောက်၆ကန်ကြီးရဲ့အိမ်ကြီးထဲမှာတယောက်ထဲဂျင်ရခဲ့ပါတော့တယ်။ကဲဒါလေးတကုတ်ကုစားလိုက်အောင်။ဘယ်ချိန်ဒီအစာမစားဘဲနေမှလဲ။ကျွန်တော်ဘိုင်းမစားဘူးလေ။ကျွန်တော်အမေပဲပြန်လို့ခြင်းနေ။ တားရဲ့ဦးလီနားလဲပါတယ်ကွာဒါပေမဲ့မင်းရဲ့မိဟာဖျားသခင်စီကိုတွားပြီးတားလိရဲ့ဖျားသခင်စီကိုတွားရဲ့လူဟာဘရောမပြမလာတော့စားလိုက်ပါတားရဲ့မဟုတ်ဘူးဦးလီကျွန်တော်မင်းဘာမှဖြစ်ဘူးသူကျွန်တော်နဲ့အတူတူရှိနေတာဗျအဲ့လူနဲ့ရွာသားဟာသူ့ကိုဘလို့မှပြောလို့မရတဲ့အစုံတပြင်းတစ်ချက်ချလိုက်ပြီးပြောလိုက်တယ်ကားမီလီဦးလီမင်းစားဖို့ထမင်းရောဒီမှာထားခဲ့မယ် ခိုင်းစားတဲ့အချိန်ကြမှာစလိုက်တော့ပေါ့ဒီလိုနဲ့မောင်ကျော်စွာဟာအစာမစားရေမတောက်ပဲအိပ်ပျော်သွားခဲ့တယ်။ညတကောင်အချိန်မှာတော့မွေဟာသူ့ရဲ့အိမ်ထဲကိုဝင်လာခဲ့တယ်။မောင်ကျော်စွာလေးဟာအိမ်မက်ထဲမှာသူ့အမေကိုတန်းတာပြီးတော့ရောင်နေခဲ့တယ်။အမေအမေဘာလို့တောက်ထားသွားတာလဲ။အမေပြောတော့တောက်ဘယ်မှထားမသွားဘူးဆိုအခုတောက်ဘသူကဆောင်းရှောက်မှလဲ။ အမေမရှိတဲ့ဒီဘွားစီဟာတားအတွက်အဓိပ္ပာယ်မရှိတော့ဘူးအဲ့ဒီချိန်မှာပဲမွေဟာမွန်တိုဆော့ကိုကြည့်ရင်းနဲ့သူ့ရဲ့လက်စားချေလို့စိတ်တွေတောက်လောင်လာပြီးစိတ်ထဲကနေပြောလိုက်တဲ့ခုချိန်မှာငါဒီကလေးကိုတတ်လိုက်ရုံပဲတက်ပြီးရနဲ့သူ့ရဲ့အသက်ကိုပြန်နှုတ်ယူပြီးငါသားရဲ့ခန္ဓာကိုယ်လေးကိုပြန်ပြီးအသက်သွင်းလိုက်တာနဲ့ငါသားလေးအသက်ပြန်ရှင်လာလိမ့်မယ်သူ့ရဲ့အမေကငါသားကိုတတ်ပြီးသူ့သားကိုအသက်ပြန်ရှင်လှုပ်ခဲ့တယ် အခုငါသူ့ကိုတက်ပြီးလက်စားပြန်ချေးရမယ်အဲ့ဒီလိုနဲ့မွေရအစိမ့်ငွေတွေထုတ်လုပ်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲမောင်ကျော်စွာကအိမ်မက်ထဲမှာဆက်ပြီးတော့ရောင်နေခဲ့တယ်အမေအမေပြန်လာပြီလားဒါအမေဘယ်လောက်တောင်လွမ်းနေလဲသိလားအမေဘယ်ရညာသွားနေခဲ့ရလဲအမေလည်းသိတာပဲဒီလောကကြီးမှာတောက်ဘသူ့ကိုမှအဖက်မလုပ်ချင်ကြဘူးအမေတယောက်ထရတာတောက်အချစ်စနစ်ချစ်တာ ဲ့ဒီစကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့မွေရဲ့လက်စားထည်ခြင်းစိတ်တွေဟာချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ပြီးမောင်ကျော်စွာလေးရဲ့အပေါ်မှာတနာကျင်နာစိတ်တွေဝင်လာခဲ့တယ်။သူမစိတ်ထဲကနေတိုတိုလေးရှည်ရွက်လိုက်တယ်။ဖေယားဖေယားငါဘာတွေအမားလုံးမိတော့မလို့လဲ။ဒီကလေးမှာဘာအပြည့်မှမရှိပါဘူး။သူ့မှာဘာအပြည့်မှမရှိခဲ့ဘူး။ဒါပေမဲ့ငါသားတော့စုံပါသွားခဲ့ပြီ။ ဒါပေမဲ့ဒီကလေးရဲ့ခန္ဓာကိုယ်ထဲမှာငါသားရဲ့ဝိညာဉ်ရှိနေရပဲလေ။ဒါဖရာသခင်ရဲ့အလိုတော်တိုင်းဖြစ်လိမ့်မယ်။ငါဒီကလေးရဲ့အမိဖြစ်လာဖို့ဖန်တီးပေးရနေမှာ။အဲ့လိုနဲ့မွေရာဖြစ်ဖြစ်ချင်းသူ့ရဲ့ပုံစံကို ပြောင်းလိုက်ပြီးမတ်သူစာရဲ့ပုံစံကိုဖန်ဆင်းလိုက်တယ်။အဲ့နာမောင်ကျော်စွာကိုညင်သာစွာနှိုးလိုက်တယ်။ကျော်စွာတာလီထပါအောင်ဒီမှာကြည့်စမ်းမင်းမပြောင်းလာပြီလေ။အဲ့ဒီအချိန်မှာပဲ ောက်ကျော်စွာဟာမျက်လုံးဖွင့်စီလိုက်တဲ့အခါမှာတော့အံအုံဝဲတာစွာနဲ့သူ့အမေကိုပြေးဖက်လိုက်တော့တယ်။အမေအမေတကယ်ပြန်လာပြီ။တားတီတာပဲအမေပြန်လာမှာပဲလို့လူတွေအားလုံးကအမေတည်ပြီးလို့ပြောကြတယ်။ဒါပေမဲ့တားယုံကြည်ရဲ့အမေပြန်လာမှာပဲလို့အဲ့လိုနဲ့မွေဟာမောင်ကျော်စွာကို ပြန်နေပွေးဖက်ရင်ပြောလိုက်တယ်။အင်းမသားရဲ့အမေမင်းကိုဘရောမှထမ်းတော့တော့ပါဦး။ငါတို့တားမင်းနဲ့အတူတူနေကြမယ်။ ါပေမဲ့တခုတော့သတိထားရမယ်နော်။အမေပြောင်းလာတဲ့အကြောင်းကိုရွာသားတွေကိုလုံးဝမပြောပြရအောင်။သူတို့သာသိသွားရင်အမေမင်းကိုထားပြီးတော့တသက်လုံးထွက်သွားရလိမ့်မယ်။ဟင့်အင်အမေ၊ဒါဘယ်သူ့မှမပြောပါဘူး။အမေသာတားကိုထားမသွားပါနဲ့နော်။အမေသာတားကိုထားသွားရင်တားလည်းသိလိုက်မှာ။အဲ့လိုနဲ့မွေးဟာတားဖြစ်သူရဲ့စကားကြောင့်ကျင်းနာစွာ ပြုံးလိုက်ပြီးပြောလိုက်တယ်။မဟုတ်တာရင်မပြောရဘူးတားရဲ့ခဏစား ဒါပိုက်စာနေရောပေါ့အမေထမင်းသွားချက်လိုက်အောင်မေးငွေရမီဖို့ကြောင့်လည်းဝင်သွားပြီးတော့ဒါလီတွင်တို့ထမင်းချက်ပြော့ပြီးယူဆောင်လာခဲ့တယ်ပြီးတော့ဒါမီနှစ်ယောက်ဟာအတူတူထိုင်ပြီးတို့ထမင်းကိုပျော်ရွှင်စွာစားသုံးကြတော့တယ်ငွေရသားလေးကိုကြည့်ရင်စိတ်ထဲကနေစူတောင်းလိုက်တယ်အိုးဖီးယားသခင်ကျေးဇူးများကြီးတင်ပါတယ်ကျမရဲ့သားလေးကိုပြန်ပေးရတဲ့အတွက်ပါအခုကျမသူ့ကိုကောင်းကောင်းဆုံးရှုံးပါမယ် သူ့ကိုကျမနဲ့ဝေးကွာမသွားအောင်စောင့်ရှောက်ပေးတော်မူပါဖရာသခင်ဒီလိုနဲ့ရဲ့အနေငယ်ကြပြီးနောက်မှာတော့ရွာထဲမှာရွာသားတယောက်ကမုံကျော်စွာကိုတွေ့တော့မေးလိုက်တယ်ဟဲ့ကောင်ကျော်စွာမင်းတို့ကြည့်ရတာဒီရက်ပိုင်းတော်လေးပြောင်းနေတယ်လို့ပဲမင်းအမေကိုမလွမ်းတော့ဘူးလားဟုတ်ကဲ့ဦးလေးအမေကတနေ့မဟုတ်တနေ့တော့ကျွန်တော်ကိုခွဲပြီးသွားရမှာပဲလေကျွန်တော်ဘယ်အချိန်ဒီဝန်းနေနေရမှာလဲအဲ့လိုနဲ့ရွာသားတွေအားလုံးဟာ သူ့ကိုပျော်ရွှင်နေရမြင်ပြီးအံ့ဩနေကြတယ်။အလိုနဲ့သူတို့အားလုံးစဉ်းစားကြတာပေါ့။ဒီကလေးဟာတမင်နဲ့မချက်တက်ဘူး။အဝေးလည်းမလျှော့တက်ဘူး။သူ့အလုပ်တွေကိုဘယ်သူလုပ်ပေးနေရလဲဆိုပြီးစဉ်းစားနေကြတယ်။ဒါပေမဲ့ဒီနေ့မှာတော့ဝေဟာမောင်ကျော်စော့ကိုတမင်ခွန်ကျွေးနေတော့ရွာသားတယောက်ကမြင်သွားပြီးရွာသားတွေကို ပြန်ပြောပြလိုက်တော့တယ်။ဒါလေစာအုပ်ကိုယူဆိုင်ပြီးတော့တင်တော့ចောင်းသားချိန်ရောက်ပြီးကဲသွားတော့ ိန်းတို့နဲ့မောင်ကျော်စွာကြောင်းသွားပြီးရဲ့နောက်မှာတော့ရွာသားတွေကသူ့ရဲ့အင်ရှိကိုရောက်လာခဲ့ကြအေးငါတို့တော့မသိခဲ့ဘူးကမတူစားတေးပြီးတော့ဆုံးမဖြစ်သွားလိမ့်မယ်လို့ငါတို့အားလုံးပေါင်းပြီးသူ့ကိုတစ်ပင်မာချီပြီးမိချုပ်ပြရအောင်မဟုတ်ရင် तू ကငါတို့ကိုလေတယောက်ချင်းစီလက်စားချေလိမ့်မယ်အဲ့ဒီချိန်မှာပဲရွာသားတွေအားလုံးဟာမောင်ကျော်စွာရဲ့အင်ရှိကိုဝင်သွားခဲ့ကြတယ်ဒီမှာကြည့်ကြစမ်းရွာသားတို့ ထဆောင်းပါပဲသူ့ဖမ်းခေါ်သွားကြဒီနေ့သူ့ဇာလံအစိုးတက်ပြရမယ်ဘာဖြစ်လို့လဲရှင်ကျမဘာလို့ဖမ်းခေါ်သွားကြတာလဲကျမဘာလို့မိလို့လဲဗဇက်ပိတ်ထားဆုံးမနင်ဘသူလဲဆိုငါတို့အလုံးသိတယ်နင်ဒီကိုဘာတွက်လာတယ်ဆိုတာလဲငါတို့အလုံးသိရဲ့အခုငါတို့နင့်ကိုမိရှုတက်ပြမယ်ဟိတ်ကောင်လေးသူ့ခေါ်သွားကြဟိအဲ့ဒီလိုနဲ့ရွာသားတွေအလုံးဟာသူမကိုဆွဲခေါ်သွားကြပြီးတိပင်းတိပင်းမှာခြေထားလိုက်တယ် အဲ့ဒီအချိန်မှာပဲမုံကျော်စွာဟာကျောင်းကနေပြန်ရောက်လာခဲ့တယ်။အမေအမေဘယ်မှာလဲ။ကြည့်စမ်းအမေကဘယ်ရောက်လာလဲမသိဘူး။အမေဒါဒီနေ့ကျောင်းအောင်စောစောပြန်လာတယ်လေ။ဒါအမေကိုအရန်လွှမ်းနေလို့အဲ့ဒီလိုနဲ့ကျော်စွာဟာနေရအနဲ့လိုက်ရှာပြီးမယ်။သူ့အမေကိုမတွေ့ခဲ့ပါဘူး။သူလည်းအိမ်ပြန်ထွက်လာပြီးအဖေကိုတယောက်ကိုမိလိုက်တယ်။အဖအဖကျွန်တော်အမေကိုတွေ့မိတယ်လားဗျ။ ကျွန်တော်ဘမောဝရှာရတာမတွေ့လို့ပါဟက်ကောင်လေးမင်းမသိဘူးလားမင်းအမေကိုရွာသားတွေအားလုံးဖမ်းခေါ်သွားကြပြီလေသူကမင်းမေမော်ဘူးစုံးမစုံးမကွာအခုသူ့ကိုရွာသားတွေကတပင်တပင်မှာချိန်ထားကြပြီခဏနေမိရှုတော့မှာမဟုတ်ဘူးမဟုတ်ဘူးဒါမဖြစ်နိုင်ဘူးအဲ့လိုနဲ့မောင်ကျော်စွာလေးဟာသူ့အမေကိုချိန်ထားတဲ့တပင်စီကိုအပြေအလွာသွားပါတော့တယ်အဲ့ဒီစုံးမမိရှုပြစ်ကြတယ် သူကလူမဟုတ်ဘူးဆုံးမှာကွာငါတို့ကလေးတွေကိုစားပြစ်လိမ့်မယ်ဒီနေ့သူ့ကိုအဆုံးတက်ပြရမယ်မလုပ်ကြပါနဲ့ဗျာမလုပ်ကြပါနဲ့ကျွန်တော်အမေကိုမိမိရှိုးကြပါနဲ့ဗျာကျွန်တော်အမေကဆုံးမမဟုတ်ပါဘူးသူကကျွန်တော်ရဲ့အမေပါတားတယ်တည်သွားတဲ့လူကဘရောမပြတ်မလာဘူးကွာဒါမင်းအမေမဟုတ်ဘူးကွာသူကမကောင်းဆိုရမှာငါတို့ရောဒုက္ခပေးလိမ့်မယ်ဒါကြောင့်ငါတို့သူ့ကိုမိရှုမလို့သူကမင်းကိုတော့တနေ့ဒုက္ခပေးနိုင်တယ် မဟုတ်ဘူးဦးလေးခမရတို့အားလုံးအထင်မှားနေကြပြီ။ तू ကကျွန်တော်အမေပါ။ तू သာဆုံးမဖြစ်ခဲ့ရင်တော့ဘာဖြစ်လဲဗျာ။ကျွန်တော်အမေကကျွန်တော်အယမ်းချစ်တယ်။ तू လွတ်ပေးလိုက်ပါဗျာ။ကျွန်တော်တို့သားမင်းညောင်ဒီနေရာကနေအဝေးကြီးကိုထွက်သွားပေးပါမယ်။အဲ့လိုနဲ့သူတို့တွေအငင်းပွားနေကြတော့မှမော်စရာဟာရုတ်တရက်ဆိုသလိုသူတို့ရှိကိုရောက်လာခဲ့ပြီးပြောလိုက်တယ်။မင်းတို့တွေအမှန်တရားမသိကြဘူးလား။ तू ကဆုံးမမဟုတ်ဘူး၊မွေပဲကွာ။ သူ့သားရဲ့ဝိညာဉ်ကိုငါဒီကလေးကျော်စာရဲ့ခန္ဓာကိုယ်လေးကိုထည့်ပေးခဲ့တာအခု तू ကရွာသားတွေအားလုံးကိုလက်စားချေဖို့လာခဲ့တာ तू ကမင်းမမဟုတ်ဘူးတာလီတော့မွေးတကောင်ပဲခမရတော့ तू ကိုမွေးလို့ခေါ်တယ်ဒါပေမဲ့ကျွန်တော်ကတော့ तू ကိုကျွန်တော်အမေလို့ပဲခေါ်တယ် तू ကမွေးပဲဖြစ်ဖြစ် မကောင်းဆိုရပဲဖြစ်ဖြစ်ကျွန်တော်အတွက်တော့ तू ကကျွန်တော်ရဲ့အမေပဲကျွန်တော်အသက်ရှင်နေသည့်ကျွန်တော်အမေကိုဘယ်သူမှလက်ဖျားနေတာမထိစေရဘူးရွာသားတို့ တို့တတ်လိုက်ကြစမ်းဒီကလေးကိုတော့ငါနဲ့တူခေါ်သွားမယ်သူခန္ဓာကိုယ်ထဲမှာမွေလေးရဲ့ဝိညာဉ်ရှိနေရဲ့တို့လည်းငါတက်ပြရမယ်အဲ့လိုနဲ့မော်စရာဟာမောင်ကျော်စရဲ့လက်ကို အတင်းဆွဲပြီးခေါ်သွားဖို့ကြိုးစားပါတော့တယ်ဒီမြေကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့မွေရအလွန်တရာဒေါသထွက်သွားတော့တယ်သူမအစိတ်ထဲကနေဒေါသတည်းကြီးရေရွတ်လိုက်တယ်ငါသားကိုယ်တိုင်ဟာငါ့ကိုအမေတို့လက်ခံပေးနေပြီဒီရွာသားတွေကဘာရင်မို့လို့ ငါရဲ့မေတ္တာတရားကိုမေးခွန်းထုတ်ရရတာလေ။အဲဒီလိုနဲ့မွေးဟာသူ့ရဲ့မွေးပုံစံအစ်စ်ကိုပြောင်းလိုက်ပြီးမော်ဆရာစီကိုသွားကအစိမ်းနဲ့ပောက်တက်လိုက်တော့တယ်။အဲဒီအချိန်မှာပဲရွာသားတွေအလုံးဟာကြောက်နေတဲ့ကြားထွက်ပြေးကုန်ကြတယ်။ဒါလေအမေရောက်မွေးတကောင်ဒါကလူသားတယောက်ငါတို့အတူတူနေလို့မဖြစ်ဘူးဒါရဲ့အဲဒီလိုနဲ့မောင်ကျော်စွာဟာသူ့အမေရဲ့ခန္ဓာကိုယ်ကိုတင်ကျပ်စွာပွေးဖွဲ့လိုက်ပြီးပြောလိုက်တယ် ိတ်မပူပါနဲ့အမေအမေကသားအတွက်တော့အမေတယောက်ပါပဲလူဖြစ်ဖြစ်တလိမ့်ဆန်ဖြစ်ဖြစ်သားအတွက်အရေးမကြီးပါဘူးအမေကတော့အမေပါပဲလာပါအမေရဲ့သားတို့အိမ်ပြန်ကြဆိုနော်အဲ့လိုနဲ့မောင်ကျော်စွာနဲ့မွေတို့ဟာအဲ့ဒီရွာကနေထွက်ခွာသွားပြီးတာမီနီယာပျော်ရွှင်စွာနဲ့အတူတကွနေထိုင်သွားကြတော့တယ်သူတို့ရဲ့ချစ်ခြင်းမြတ်တာဟာလူနဲ့တလိမ့်ဆန်ကြတာကနည်းနည်းမိတ်ကိုကြော်လွားနိုင်ခဲ့ပါတယ် ဒီပုံမြင်လေးကနေကျမတို့ပေးတဲ့သင်ခန်းစာကတော့အမေတယောက်ရဲ့မြတ်တာတရားဆိုတာလူသားဖြစ်ဖြစ်တလေးဆန်ဖြစ်ဖြစ်မျိုးနဲ့ပုံသက်တမ်းနဲ့အခြေအနေတွေရဲ့အပေါ်မှာဘယ်တော့မှမမှုတည်ပါဘူးစင်မှန်တဲ့ချက်ချင်းကယူးဆိုင်ခြင်းနဲ့နားလေပေးခြင်းဟာကဘာပေါ်ကအတာအစီအလုံးကိုကြော်လွားနိုင်တဲ့အစွမ်းထက်ဆုံးသောစွမ်းအင်တစ်ခုဖြစ်တယ်ဆိုပါပါပဲတာသမီတယောက်ရဲ့ဖြူစင်တဲ့အချက်ကလည်းအမုန်းတရားတွေကို အရေးပြောစေပြီး မဖြစ်နိုင်ဘူးထင်ရတဲ့အရာတွေကိုတော့ဖြစ်လာစေနိုင်ကြောင်းဒီပုံမြင်လေးရသက်တည်ပြသွားခဲ့ပါရဲ့ရှင်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့ရင်မွေမရဲ့မိခင်မြတ်တာဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။